အလုံးအလုံးကအခုအချိန်မှာဘာမှမမြင်ဘူးပေမဲ့ဒီငလျင်မှာအာကဲတင်ခံရတာရှိတယ်မကဲတင်ရသေးတာတွေရှိတယ်တေဝါတာရှိတယ်သူတို့တွေရဲ့အကူအညီတောင်းခံတာတွေကိုဒီ line တွေပေါ်မှာကြားတဲ့အခါမှာစိတ်နှလုံးတွေကလည်းကြေကွဲနေကြတာအားလုံးပါပဲဘာဖြစ်ဖြစ်ပြောကိုချင်းစာတရားတအားမဲ့ဝါပြီလို့ထင်တယ်အဲ့ဒီအဲ့ဒီ post လေးတက်လာတဲ့အခါမှာဆိုလေတော်တော်လေးထိခိုက်ခံစားရတယ်ဘာကြောင့်မို့လဲဆိုရင်သူတို့ကဒါမြို့တောင်မှချသေးဘူးလူပေါင်းဘလောက်မှအသက်ဆုံးရှုံးမလဲဆိုတာမတိရသေးတဲ့ကာလကြီးမှာ ရှင်းနေတဲ့အတင်ကရမြို့ကြီးမှာပဲအခုလိုရှင်လောင်းလဲ့သွားတာတော့ကျမနေနဲ့ရှုံချပါတယ်။ဟုတ်ကဲ့အခုလက်ရှိကြုံတွေ့နေရတဲ့မြန်မာနိုင်ငံပေါ်ပေါ်တော့ကြုံတွေ့နေရတဲ့ဒီငလျင်နဲ့ပတ်သက်ပြီးမှတော့လူတိုင်းရဲ့အသည်နှလုံးတွေကတော့ကွဲကြေနေကြတာပါ။အားလုံးအားလုံးကအခုအချိန်မှာဘာမှမမြင်ဘူးပေမဲ့ဒီငလျင်မှာအာကဲတင်ခံရတာရှိတယ်မကဲတင်ရသေးတာတွေရှိတယ်တေဝါတာရှိတယ်သူတို့တွေရဲ့အကူအညီတောင်းခံတာတွေကို ဒီ line တွေပေါ်မှာကြားတဲ့အခါမှာစိတ်နှလုံးတွေကလည်းကြေခွဲနေကြတာအလုံးပါပဲအဲ့ဒီအတွက်ကိုလည်းဟိုတနေ့ကြာရင်တော့ရေးပစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါလေးတွေလည်းရေးကျင်ပါသေးတယ်ဒါတွေကကြာတော့ကျွန်တော်တို့နိုင်ငံရဲ့အဲဒီပြောရမယ်ဆိုလို့ရှိရင်ကတော့တဘာဝတရားရဲ့ဘေးဆိုးတန်ဆိုးကြီးကိုကတ်တစ်ခုအနေနဲ့များခန်းစားနေရတလားလို့ဒါလေးကိုတော့အဲရှင်ထဲမှာလည်းမကောင်းပါဘူး Put for off. န္တလေးနဲ့ပတ်သက်လို့ကတော့ကျမဇက်တပင်နောက်ခံပြီးရေးတာလေးတွေရှိပါတယ်ဇက်တပင်နောက်ခံနဲ့ဆိုလို့ရှိရင်ကျမဒီမန္တလေးဇက်တွေမှာအာတားကိုယ်တိုင်ကလည်းဇက်ကခဲ့ဘူးပါတယ်တားကိုယ်တိုင်ကဇက်ကတော့ဒီဇက်နောက်ကိုလိုက်လာတဲ့အခါဒီမန္တလေးရဲ့အငွေအသက်တွေစကိုင်းရဲ့အငွေအသက်တွေဆိုတာလည်းခံစားခဲ့ပြီးသားဖြစ်တယ်လေအဲဆိုတော့ဒီဇက်မှာဆိုလို့ရှိရင်ကျမလူရှင်တော်ဘဝတွေလည်းရေးပြီးပြီးအာပြီးတော့ခေါင်းဆောင်မင်းသမီးရဲ့ဘဝလည်းရေးပြီးပြီးအဲပြီးတော့ခါကြတော့လူချမ်းတွေရဲ့ဘဝလည်းရေးပြီးပြီး နောက်ပြောဟိုခေါင်းဆောင်မင်းသမီးတွေရဲ့ဘဝလည်းရေးပြီးဘဝအတော်များများကိုလည်းဇတ်တပင်အနေနဲ့လည်းရေးခဲ့ပူပါတယ်ဒီဇတ်တပင်အနေနဲ့ရေးတဲ့နေရာမှာတော့မန္တလေးအငွေ့အတက်တွေအများကြီးပါဟိုတကယ်နီးစက်တဲ့ဆိုရင်ညမအရင်မှာပဲတဝန်းခွဲဆိုပေမဲ့ကိုထိန်းလာတဲ့ညမလေးပေါ့သူကတော့လူတွေကတော့လွတ်ပါတယ်လွတ်ပဲသူ့ရဲ့အိမ်တိုင်းကလည်း ကျိုးသွားတယ်အာပြီးတော့ဒီလိုမျက်နှာချက်တွေအလုံးကွာကြပါတယ်ကိုညီမလေးကလည်းခံစားနေနောက်ပြီးတော့မန္တလေးမှာအမျိုးတွေလည်းအများကြီးရှိပါတယ်ကို့အမျိုးအရင်းတွေကတော့ပါသွားတာမျိုးတော့မရှိပါဘူးဒုက္ခရောက်ပြီးတော့လောလောဆယ်လမ်းပေးအိတ်နေရတာမျိုးလေးတွေရှိတယ်ပြီးတော့ဟိုတုန်းကတဲခဲ့တဲ့ဒီမန္တလေးဖျားကြီးတဲ့ကကျောင်းဆောင်နေဆိုရင်လည်းပြိုကျသွားတာတွေဖြစ်တယ်ဥလတိန်ဘိမှန်ဆိုလို့ရှိရင်ဟိုခါတိုင်းကိုတဲနေကြအာဒီဥလတိန်ဘိမှန်ကိုကြတော့တဲနေကြမြတ်အောင်ကျောင်းကဆိုမြင်နေရတာလေမြင်နေရတော့ ဲ့ဒီចောင်းဆောင်ကြီးတွေကိုလည်းကိုမြင်နေရတဲ့အာအခု Facebook ထဲမှာကြည်လိုက်တဲ့အခါဒီចောင်းဆောင်ကြီးတွေကအဆောင်ဆောင်ပြိုကျသွားတာလေးတွေဒီမှာလည်းညမဝန်ခွဲတယောက်ရှိပါတယ်သူကိုယ်တိုင်ကလည်းဒီចောင်းဆောင်ကြီးတွေပြိုကျပျက်စီးသွားတဲ့ဟာကြီးကိုဟိုသူရင်ထုမနာပေါ့နော်သူတင်ထားတာလေးလည်းတွေ့ပါအဲ့ဒီအတွက်တော့ကိုနေခဲ့တဲ့နေရာပတ်ဝန်းကျင်လေးလည်းဖြစ်တော့မန်းလေးမှာလည်းတော်တော်နေခဲ့ဘူးပါတယ်ကြောက်လုတဲ့သူများတော့အပြင်ဒီကြောက်လုတဲ့သူကချင်ပြည်နယ်သားတွေပဲဖြစ်ဖြစ်မန္တလေးမှာအားတော့ဒါတထောက် မန္တလေးမှာကြောက်ဈေးခွက်ရှိတာ哦ဒါဆိုတော့အဲမန္တလေးမှာလည်းတော်တော်များများနေခဲ့ဘူးပါတယ်အဲ့ဒီမြင်ရတဲ့အထက်မှာတော့ဟိုမနေ့တုန်းကဆို ကလေးလေးတယောက်ကလေအော်ဘာမှနားမလဲတဲ့ကလေးလေးတယောက်ကဒီသူတို့ကဲမဲ့အပေါက်ကလေးကနေပြီးတော့မျက်နာသူကကြောက်တဲ့လက်နဲ့ပုံလည်းမရှိချာဘူးကလေးဆိုတော့အပြစ်ကင်းတယ်လေကလေးလေးထိုးထွက်နေရလေးတွေမြင်ရတယ်ပြီးတော့ဟိုဒီရင်ဘတ်ကိုထုတ်ချင်းခပ်ပြီးတော့မှစိုက်မြင်တဲ့ပုံမှာကလေးလေးကို ဟိုကကွယ်တော်လာလေးတွေအမေတွေရဲ့မြေတာတွေလည်းမြင်ရပါတယ်အဲ့ဒါအဲ့ဒါလေးကြတော့လေဟိုဘာဖြစ်ဖြစ်ကိုချင်းစာတရားတအားမဲ့ဝါပြီလို့ထင်တယ်အဲ့ဒီအဲ့ဒီ post လေးတက်လာတဲ့အခါမှာဆိုလေတော်တော်လေးထိခိုက်ခံစားရတယ်ဘာကြောင့်မို့လဲဆိုရင်တို့ကဒါမြို့တောင်မချားသေးဘူးဥပမာရန်ကုန်လိုမြို့ကလုတ်တယ်ဆိုနည်းနည်းကိုဖြည့်တာပါသေးတယ်ဒီအတင်ကရတလောက်ကြီးဖြစ်နေတဲ့လူပေါင်းဘလောက်မှအသက်ဆုံးရှုံးမလဲဆိုတာမတိရသေးတဲ့ကာလကြီးမှာဖြစ်နေတဲ့အတင်ကရမြို့ကြီးမှာပဲအခုလိုရှင်လောင်းလဲသွားတာတော့ ကျွန်မအနေနဲ့ရှုံချပါတယ်ဟုတ်ကဲ့အဲ့နဲ့ပတ်သက်တော့ဆူတောင်းစကားအနေနဲ့ကတော့ကျွန်မတို့ဒီမြန်မာနိုင်ငံဘာမကပေါ့နော်ကဘာတဝမ်းလုံးမှာအာဒီဘေးဆိုးကတ်ဆိုးကြီးအန်ဒီယားကနေကင်းဝေးကြပြီးတော့မှကြက်ရောက်လာမဲ့အန်ဒီယားကိုလည်းဖယ်ရှားနိုင်တဲ့နှက်ကောင်းနှက်မြတ်များလဲဘေးကနေကြီးရှုဆောင်မနိုင်ပါစေအလုံးတော့ကဘာတူကဘာသားတို့နဲ့အတူမြန်မာနိုင်ငံတူမြန်မာနိုင်ငံသားများလဲဖြစ်နေတဲ့ကတ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်